DNA ထင်းကျုပ်သိမ်းပိုက်ထားတဲ့မန္တလေးတိုင်းမိုးကုံမြို့ကိုပြန်ရရှိရေးထိုးစစ်ဆင်နေတဲ့မြန်မာတပ်မတော်ရဲ့ထိုးစစ်ဟာဒေါ်လန်ရေးတပ်တွေရဲ့ခုခံမှုကြောင့်ရပ်တန့်နေပေမဲ့လေကြောင်းကနေနေတိုင်းတိုက်ခိုက်မှုတွေလုပ်နေတယ်လို့မြေပြင်စစ်ရေးသတင်းတွေကနေသိရပါတယ်။မြန်မာစစ်တပ်ကမိုးကုတ်ကိုပြန်သိမ်းနိုင်ဖို့မြေပြင်စစ်ကြောင်းနှစ်ခုခွဲပြီးတော့ရှမ်းမြောက်နောင်ကျိုဘက်နဲ့မန္တလေးတိုင်းတပိတ်ချင်းဘက်တွေကနေတရုံနဲ့လေကြောင်းပစ်ကူတုံးပြီးတော့ပြီးခဲ့တဲ့စက်တင်ဘာလကတည်းကထိုးစစ်ဆင်လာခဲ့တာပါတပိတ်ချင်းမြို့ပဲ။ကာရိုလန်ရေးတပ်တွေရဲ့ခန်းစစ်တွေဟာအောက်တိုဘာလထဲမှာဆုတ်ပေးခဲ့ရပြီးတော့ စစ်တပ်ရဲ့ထိုးစစ်ဟာမိုးကုံမြို့နယ်45မိုင်ဝေးတဲ့ချက်ချာကြားတဲ့ပေါ်တော့လမ်းစုံကိုရောက်လာခဲ့ပါတယ်။နှစ်ဖက်တိုက်ပွဲတွေကြောင့်တွာလာခွင့်တွေပိတ်ထားပါတယ်ဖို့တော်လမ်းစုံတဝိုက်ကိုမြန်မာတပ်မတော်ကထင်းချုပ်ထားနိုင်ပေမဲ့စစ်တပ်နဲ့ရော်လန်ရဲတပ်တွေကြားနှစ်ဖက်ထိတွေ့တိုက်ပွဲတွေရှိနေကမြန်မာစစ်တပ်ထိုးစစ်ဆင်နေတဲ့စစ်မျက်နှာနှစ်ခုလုံးကရှေ့မတွန်းနိုင်သေးပဲရဲ့နေကြောင်းမိုးကုတ်ကာကွယ်ရေးဘက်ကပါတဲ့ဦးကပြောပါတယ်။ကျွန်တော်တို့နောင်ချိုနဲ့ပြည်ဦးလွင်လမ်းပိုင်းမှာထိုးစစ်ချေနေကသူတို့ရှေ့လည်းမတိုးဘူးနောက်လည်းမစုပ်ဘူးလက်ရှိဒီအနေထားတိုင်းပဲတက်နေတယ်ဖို့တော့လမ်းစုံဘက်ကတော့ သူတို့ဖော်တော်လမ်းစုံကိုသူတို့ထိန်းချုပ်ထားတာမှန်တယ်ထမ်းချက်တဆွဲထားတာတော့မရှိဘူးအဲ့ထက်ပိုပြီးတော့မိုးကုတ်ဖက်ကိုသူတို့ကထိုးစစ်ဆင်လာတာမျိုးတော့မရှိသေးပါဘူးဖော့တော်လမ်းစုံတဝိုက်မှာရံဖန်ရံခါတိုက်ပွဲငယ်လေးတွေကတော့ခက်စစ်စစ်ရှိနေပါတယ်လို့မြေပြင်တိုက်ပွဲဝင်သူတဦးကပြောပါတယ်မြေပြင်ထိုးစစ်တွေရှေ့မတိုးနိုင်ပေမဲ့လေချောင်းကတော့အောက်တိုဘာလ16ရက်နေ့မှာမိုးကုတ်မြို့အနောက်ဖက်ကြောက်ဖားရွာကိုဝုံကျဲတိုက်ခိုက်ခဲ့ပါတယ် TNAA ပြောတာကသူတို့ဆိုးမိုးရမန်တုံကြောက်မဲ့ဒီဘောမိုင်းနေရာမိုင်းလုံးနဲ့ဆက်နဲ့မတူ မိုးကုတ်မိုးမင်းမျိုးတို့ကိုအော်တိုဘားလာထဲမှာလေချောင်းတိုက်ခိုက်မှု28ကြိမ်တိရှိခဲ့တယ်လို့ပြောပါတယ်။ဘာကြောင့်မိုးကုတ်ကရေးကြီးနေလဲဆိုရင်မိုးကုတ်ကိုတက်ဖို့ထက်သူတို့ကခုလောလာဆဲရေးကြီးနေတာကတပိတ်ချင်းပတ်ပြပေါ်တော့လမ်းဆောင်ကနေပေါ်ပေါ်မတက်လောက်ပဲနဲ့တပိတ်ချင်းမတရားဘက်ကိုပဲစစ်ကြောင်းထိုးပြီးနေမြေရှင်းမဲ့သဘောရှိတယ်မိုးကုတ်ကတော့စစ်တပ်ကလိုကိုလိုချင်တဲ့ပြန်တော့ပြီးရင်လက်ချက်မန်စီတို့မိုးမောက်တို့ဘက်ကိုလည်းဒီမိုးကုတ်ကိုခြေပြုပြီးတော့စစ်ကိုင်းနဲ့ကချင်ဘက်ကိုလက်နိုင်တာဖြစ်တဲ့အတွက်စစ်ရေးရလိုအပ်နေရဲ့ရာဖြစ်တယ်လို့ပြောရမှာပါပဲလို့ ဗိုလ်ကြီးစင်ရောကရှင်းပြပါတယ်။မြန်မာတပ်မတော်ဟာတတုံကြီးနှစ်ခုစစ်စင်ရေးမှာမြို့များပြားလက်လွတ်ခဲ့ရပေမဲ့အခုတော့တော်လန်ရေးတပ်တွေနဲ့ DNA ထိန်းချုပ်ထားတဲ့မန်လေးတပိတ်ချင်းမိုးဘုံမြို့တွေကိုထိုးစစ်ဆင်ခဲ့တယ်လို့နောင်ကြိုကျောင်းမဲမြို့တွေကိုထိုးစစ်ဆင်ပြီးပြန်လည်ရယူခဲ့ပါတယ်။စစ်မှုထမ်းဥပဒေနဲ့အတူလူတစ်တောင်းနဲ့ချီပြီးဆုနိုင်ခဲ့တာကြောင့်ကရင်နီစကိုင်းတိုင်းကရင်နဲ့ကချင်ဒေသတွေကိုလည်းတပြိုင်တည်းထိုးစစ်ဆင်တိုက်ခိုက်လာပါတယ်။အိန္ဒိယစစ်တပ်နေဆက်ကိုကြော်ပြီးမြန်မာဘက်ကိုတရုံဖြင့်ပုံကျဲတိုက်ခိုက် အိန္ဒိယရှေ့မြောက်ပိုင်းနဲ့နယ်နိမိတ်ကြီးဆက်နေသည့်စကိုင်းတိုင်းနာဂဒေတာလဟေမြို့နယ်ကာမွေလော်ဒီရွာကိုအောက်တိုဘာ20ရက်နေ့ပိုင်းတွင်အိန္ဒိယစစ်တပ်ကနေကျော်ပြီးဒေယုံဖြင့်ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ဒေတာခန်နှင့်ဦးတည်ဆုံးခဲ့ကြောင်းသိရသည်။အိန္ဒိယဆိုရကိုစန့်ကျင်သည့်နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီကို ပြစ်မှတ်ထားပြီးမြန်မာနိုင်ငံနာဂဒေတာတို့နေကျော်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးဘုံဒီများသည့်ကြေးရွာရှိလူနေအိမ်များသို့ကြားရောက်ပောက်ွဲခဲ့သည်ဟုနာဂဒေတာတရင်များကဖော်ပြပါသည်။ထိုတိုက်ခိုက်မှုကြောင့်ရှစ်နှစ်ရွယ်ကလေးတဦးနှင့် NSCNK ဖွဲ့မှအိုချုပ်ပြီးအောင်ဆိုသူရဲ့အသက်28နှစ်ရွယ်သားတို့တေဆုံးပြီး၄ဦးထိခိုက်ဒဏ်ရာရရှိကြောင်းနာဂာဒေတာသတင်းများကိုဖော်ပြသည့်နာဂလန် TV တွင်ရေးသားထားပါသည်။အိန္ဒိယစစ်တပ်သည်ယခုနှစ်အတွင်းမြန်မာဘက်ထိဝင်ရောက်တိုက်ခိုက်မှုမှာနှစ်ကြိမ်ရှိပြီဖြစ်ကြောင်းနာဂတ်နိုင်ငံရေးလေလာဆောင်ကြည့်သူမျိုးသားတို့ကပြောပါသည်။၂၀25ထဲမှာပဲနှစ်ကြိမ်မြောက်ပါတိုက်ခိုက်မှုဟာ NSCNK ရဲ့စခန်းမဟုတ်ပဲရွာထဲမှာပါအိန္ဒိယသတင်းဌာနတွေမှာလည်းဒီကိစ္စကိုများစွာဖော်ပြနေပေမဲ့ အိန္ဒိယစစ်တပ်ကသူတို့ရဲ့တိုက်ခိုက်မှုကိုလူသိရှင်ကြားဝန်ခံတာမျိုးလုပ်တာရခင်ရောယခုရောမတွေ့ရပါဘူးလို့သူကပြောပါတယ်။ယခုနှစ်ဇူလိုင်13ရက်ကလည်းနာဂာဒေတာနန်ယုံနဲ့လဟေမြို့နယ်တဲ့အထိအိန္ဒိယစစ်တပ်ကဒယုံခင်ပုံကျဲတိုက်ခိုက်ခဲ့ဦးပါတယ်။အိန္ဒိယနဲ့မြန်မာပြည်နယ်ဆက်တွင်နေမြေတဆက်တဲနေထိုင်ကြသော နာဂာလူမျိုးများသည်အိန္ဒိယရဲ့လက်အောက်ခံမဟုတ်ဘဲတခြားနိုင်ငံနဲ့လူမျိုးဖြစ်ရည်တည်နိုင်ရန်ဆယ်စုနှစ်နှစ်ချီကြိုးပမ်းမှုအပေါ်အိန္ဒိယဆိုရကအတိမတ်မပြူချောင်ထိုမျိုးသားကပြောပါတယ်။ ထိုဤမှန်ချက်ရှိသောအိန္ဒိယရဲ့နာဂါပြည်နယ်ခွဲထွက်ရေးလက်နက်ကိုင်အဖွဲ့ NSCN ရဲ့လုပ်ရများကိုဟန်တားရန်ယခုကဲ့သို့တိုက်ခိုက်ခြင်းဖြစ်ကြောင်းအိန္ဒိယစစ်တပ်ကမြန်မာဘက်ထိတရုံဖြင့်တိုက်ခိုက်ခြင်းမကြာခဏကင်းထောက်ခြင်းတို့ကိုမြန်မာတပ်မတော်ကနှုတ်ဆက်နေကြောင်းသူကပြောပါတယ်။နောက်ကျောဓာတ်နဲ့ပြန်ထိုးတဲ့ပုံစံမျိုးဖြစ်တယ်လို့တော့မြင်နေပေါ့နော်။ကတိအင်အားစုတွေပါဝင်အိန္ဒိယလက်နက်ကိုင်တချို့မြန်မာတပ်မတော်နဲ့လက်တွဲနေတဲ့ဒါပေမဲ့မြန်မာစစ်တပ်ကိုဖိအားပေးပြီးတော့မှစစ်စင်ရေးနေနဲ့အိန္ဒိယဘက်ကလွတ်ချင်နေတဲ့ပုံမှာ သူတို့နေရဲ့နေရာအတိအကျကိုထောက်လန်းရေးချက်လက်တွေပေးပြီးဘုံကျဲတာလုတ်ခွင့်ပေးတာမျိုးဖြစ်ဖို့များတယ်လို့သူကပြောပါတယ်။မြန်မာတက်မတော်ကအိန္ဒိယသူပုံများရဲ့အကူအညီဖြင့်မြန်မာတော်လန်ရေးအင်အားစုများကိုတိုက်ခိုက်နေကြောင်းထိုးချက်ကိုအိန္ဒိယဘက်ကလည်းကန့်ကွက်ခြင်းမရှိကြောင်းသူကပြောပါတယ်။လက်ရှိတွင်အိန္ဒိယနဲ့မြန်မာတက်မတော်တို့နားလည်မှုယူပြီးနှစ်ဖက်တက်များကိုနောက်ကျော်ဓာတ်ထိုးသည့်လုပ်ရည်များဖြစ်လာနိုင်ခြင်းရှိကြောင်းသူကပြောပါတယ်။အိန္ဒိယနိုင်ငံမှမနီပူပီနယ်ခွဲထွက်ရေးလှုပ်ရှားနေသည့်ကတဲ့သူပုံဖွဲ့သည်လည်း မြန်မာစစ်တပ်နဲ့ပူးပေါင်းပြီးတော်လှန်ရေးတပ်များကိုတိုက်ခိုက်နေပါတယ်။အိန္ဒိယဆိုရကမြန်မာစစ်ရှောင်များပြားကိုလက်ခံထားတော်လဲမြန်မာစစ်တပ်ကိုစန့်ကျင်တိုက်ခိုက်နေသည့်ဒမုခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့တပ်ဖွဲ့ဝင်၁၀ဦးကိုအိန္ဒိယနယ်စပ်လုံခြုံရေးတပ်အာတန်ရန်ဘဲတပ်ကဖမ်းဆီးတပ်ဖြတ်ခဲ့သည့်ဖြစ်စဉ်လည်းယခုနှစ်မေလတွင်ဖြစ်ပွားခဲ့ပါတယ်။